အီယာရီတိုင်းကျုံပြော်မြို့နယ်အတွင်းရှိတောင်သူလက်သမားတွေဟာ NLD လက်ထက်တုံးကထုတ်ချပေးခဲ့တဲ့ချင်းငွေတွေပြန်မဆက်ရင်လေသိန်းထောင်ချမယ်ဆိုတဲ့ချင်းချောက်တောင်းခံရမှုတွေနဲ့ရင်ဆိုင်နေရတယ်လို့သတင်းရရှိပါရယ်စစ်ကော်မရှင်လောက်ခံမြို့နယ်စိုက်ပျိုးရေးဗန်းမန်နေဂျာအေးတီတာနဲ့ဝန်ထမ်းတွေအပါအဝင်မြို့နယ်အုပ်ချုပ်ရေးမှုနဲ့အတူရက်ကြီးအုပ်ချုပ်ရေးမှုတွေကအရမဖီအားပေးတောင်းယူမှုတွေရှိနေတယ်ဖြစ်တယ်လို့လည်းသိရပါရယ်ချင်းငွေပြန်မဆက်ရင်အေးအေးယူခံရမယ်အပြင်လေယာဉ်မြေတိမ့်မယ်ဆိုသလို ရက်ကြီးအုပ်ချုပ်ရေးမှုတွေကဖမ်းဆီးထောင်ချမယ်ဆိုတဲ့အထီးချိန်ချောက်မှုတွေခံနေရတယ်လို့လက်သမားတွေစီကနေသိရပါတယ်။ပြည်သူအစိုးရလက်ထက်ကလက်သမားတအူကိုလက်တအေကအတွက်ကြက်သသိန်းခွဲနှုံနဲ့လက်စေအေကအထီးစိုက်ပျိုးစရိတ်ချင်းငွေထုတ်ပေးခဲ့တယ်လို့ကိုဗစ်ကျင်းငွေအဖြစ်လက်သမားတအူကိုကြက်ငါးသိန်းမှာထပ်တိုးချိပေးခဲ့တာပဲဖြစ်ပါတယ်။ယာတီဥဒုကြောင့်လက်ရတွေပျက်စီးရတယ်လို့တွင်းအစုဈေးနှုန်းအစမတန်မြင့်တက်လာတာကြောင့်ချင်းငွေပေးဆက်ဖို့အခက်အခဲဖြစ်နေရတာပါဆိုပြီး ချီးငွေမဆက်နိုင်လို့ဖီအားဝင်နေတဲ့တုံပြော်မြို့နယ်မှာနေထိုင်တဲ့လက်သမားတဦးကခုလိုပဲပြောပါရယ်ကျွန်တော်တို့ကအကြံပြုလို့အချင်းချင်းဖြစ်စီမှုကြောင့်သူမျိုးလက်ရှိပြည်သူတွေကစီးရဲဆက်ဝင်ခြင်းကြီးတင်းကစီးကြစီမျိုးထွန်းလို့ရကြမှုတွေကြောင့်ချင်းတွေကိုအလယ်လိုပြန်လည်ပြဆက်နိုင်ရင်ရှိတာပါခင်ဗျာကျွန်တော်တို့ကရကြီးအထွေမှုတွေစတာတစ်စစ်စေပေါ်တာပြည်ရဲဆက်ကိုခေါ်ရတယ်ဘာလို့ချင်းရှိတာသူတို့ကတော့ စေချိုးလို့ခဏလေးလည်းမရှိသေးပါဘူး။ဘာဖြစ်လဲဆိုတော့ကျွန်တော်လည်းတော့အခုတက်ကြိုက်အဖွဲ့အစည်းအတင်းကျပ်ပြရပြီ။တောင်းခံရတာကြောင့်ကြောက်ပြီးမရှိရှိတဲ့ပုံလေးရောက်ချင်ပြေးဆက်နေကြရတော့ဘူးတမချင်းတွေကတပင်းဝချစေကလည်းမတူဘူး။အရင်အတူတန်တို့လည်းဆက်ပြီးရင်ရှိတော့ချက်တည်းကလည်းပြေးဆက်နေရတယ်ခင်ဗျာ။ကျုံပြောမြို့နယ်တွေကိုတိုက်နယ်ကျေးရွာအလိုက်စင်းကနယ်မြေရဲစခန်းတွေကနေတောင်သူလက်သမားတွေကိုဆင်ခေါ်ပြီးချင်းငွေပြန်လဲပေးဆက်ဖို့နဲ့မပေးဆက်နိုင်တဲ့တောင်သူတွေကို ငဲမြေရဲစခန်းရှိအချုပ်ခန်းမှာချုပ်နှောင်ထားပြီးပြန်ပေးဆွဲငွေတောင်းယူမှုပုံစံပြုလုပ်နေတယ်လို့လည်းသူကပြောဆိုပါတယ်။ချင်းငွေတွေအကြေပြန်ဆက်ဖို့စိုက်ပံမန်နေဂျာနဲ့စစ်ကော်မရှင်ဘက်ကဖိအားပေးနေတာကြောင့်အတိုးကြီးကြီးနဲ့ချင်းငွေယူပြီးပြန်ဆက်နေရသူတွေလည်းရှိနေတယ်လို့သိရပါတယ်။ဒါပြင်လယ်တွေရာတွေကျွဲနွားတွေရောင်းချပြီးပြန်ဆက်နေရသူတွေလည်းရှိသလို ချင်းငွေတွေကိုပြန်မဆက်ရင်အေးယူမဲ့ဆိုတာကြောင့်ငွေတိုးနဲ့ယူပြီးဆက်ခဲရတယ်လို့အခက်ခဲတွေပိုဖြစ်နေရတယ်လို့လည်း AR တိုင်းကလက်သမားတွေကပြောပါတယ်။အလားတူပဲချီပေးထားတဲ့ layer file တွေထုတ်ယူတဲ့အခါမှာလက်မှတ်မှားယွင်းမှုတွေပါ ရှိနေတာကြောင့်တိတိကျကျပြန်လည်စစ်ဆေးပြီး layer အခြေအနေနဲ့ပြန်ဆက်နိုင်စွမ်းတစ်ခုချင်းစီတရားဝင်သတ်မှတ်ချက်တွေနဲ့ပြန်လည်ညှိနှိုင်းပေးရေးကိုတောင်းဆိုနေကြတယ်လို့လည်းလက်သမားတွေကဆိုပါတယ်။အဲ့ဒီချင်းငွေတွေပြန်ဆက်နိုင်တဲ့လက်သမားကအလွန်ရှားပြီး ဘိုကလေးမြို့နယ်နဲ့အနီးတဝိုက်မှာတဦးပဲရှိတယ်လို့အဲ့ဒီမြို့နယ်တောင်သူတဦးကလည်းပြောပါဗျာ။ဒီမှာကျတော့အမအမတို့တနေလုံးမှာဆိုတတတအုပ်စုမှာဆိုရင်တောင်သူအယောက်300ရှိရပါ။အဲ့တောင်300လောက်ကအဲ့30လောက်ကပဲအတွင်းလိုက်ဆက်လိုက်ထုတ်လိုက်လုံးနိုင်တယ်။ကျန်တဲ့လေကမှဒါကပြီးရအစင်အလုံးမပြေချဘူးကပို့တိုင်းကြီးရဲ့အဲ့ဒီအရှိရတဲ့ရှုံးဒီအိုင်ဒီယာတချို့ကမကနိုင်ရဘူး။ အပြီးနိုင်တော့ပဲနဲ့အဲ့ဒီစိုက်ပန်ဟိုစိုက်ပန်နဲ့ဥပဒ်တာဆိုသူတို့လည်းမသွားကြတော့မသွားဘူးလို့နောက်ပြီးတော့လေအဲ့ဒီစိုက်ပန်ကလည်းဟိုအရှင်းနဲ့ပြန်သွင်းလို့မရဘူးကွာတိရအင်းနဲ့ပြန်သွင်းလို့မရဘူးပြန်ဆက်တွေ့တယ်ဆိုတော့ဆက်နေတဲ့ခါကျတော့ဒန်နီနေလာအမနစ်ကတော့ဘလို့ဖြစ်လဲဆိုတော့ဟိုဟို2000ဟိုလောက်က2020လို့2019 2020ကိုအဲ့လောက်ထိ နရစနစ်လောက်ကြီးတရားမဆက်နိုင်တဲ့လူတွေဆရှိတာအဲ့လူတွေအကုန်လုံးကကြတော့သူတို့ rank ကတ် rank ကတ်လိုက်တယ်ဟို rank စာထုတ်လိုက်တဲ့အခါကျတော့ဆက်တဲ့လူတွေရှိတယ်အခုမဆက်တဲ့လူတွေလည်းရှိတယ်အဲ့မဆက်နိုင်တဲ့လူဒုံခံနေရပါတော့ဖမ်းနေလည်းဖမ်းလို့အဲ့လူတွေလည်းရှိတယ်အဲ့လိုတော့အဲ့လိုမျိုးပဲရှိရမှာလို့ဒီမှာဆိုရင်မိုင်းတို့တေရလုံးကဆိုတယောက်လောက်ပဲရှိတယ်အဲ့လိုပြန်ဆက်ပြီးပြန်ထုတ်လုပ်နိုင်တာဟုတ်ကဲ့မမဟုတ် sorry ။နှစ်စဉ်မြန်မာနိုင်ငံမှာဆိုးရွားတဲ့သဘာဝဘေးဒဏ်ကိုရင်ဆိုင်နေရသလိုအခု2025ခုနှစ်အတွင်းမတ်လ28ရက်နေ့စကိုင်းငလျင်ကြီးကိုရင်ဆိုင်ခဲ့ရပြီးမိုးကာလအတွင်းမှုန်တိုင်းတန်တွေကြောင့်မိုးကြီးရေလျှံမှုတွေနဲ့ရင်ဆိုင်ခဲ့ရတာကြောင့်နိုင်ငံတော်ဝန်လယ်ဆိုင်ဧကများစွာပျက်စီးဆုံးရှုံးခဲ့ရတယ်လို့လည်းသိရပါဗျ။စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်စီးပွားရေးကျဆင်းလာတာနဲ့တပြိုင်တည်းအထွေထွေအကျပ်တဲတွေကြုံနေရတဲ့မြန်မာနိုင်ငံမှာ လူရေ42တန်းဟာဆင်းရဲမွဲတေမှုတွေနဲ့ရင်ဆိုင်နေကြရကအဲ့ဒီထဲမှာလူပေါင်း73တန်းကျော်ဟာစားနဲ့ရိတ်ခါမလုံလောက်မှုနဲ့ရင်ဆိုင်နေရတယ်လို့လဲကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP ကပြောဆိုထားပါတယ်။